တိရစ္ဆာန်များနဲ့အခြားသောတော်မှာဝေးပေါ်မှာအလွန်ပဲကျင့်သနာခဲ့ပါတယ်။သူသည်အလွန်ရင်းသက်တရှိပြီးနိုင်ငံအတွင်းမှာစင်များစွာကိုအနိုင်ရရှိခဲ့ပါတယ်။သူမှာအရာအလုံးနဲ့ပြည့်စုံပြီးတော့အခက်အခဲဘာမှမရှိတော့ညာလေ သူစီအလုပ်ကျူးစာသူများစီရင်နံပါတ်သူများကိုကြော်ရွှင် နိုင်ဖို့ရန်အမြင့်စင်စတ်တိုးတိုးလေးရှိပါတယ်သူဒီ၎င်းတို့အတွက်အစင်မကောင်းဖြစ်နေရှိပြီးတော့၎င်းတို့တွေကြော်ရွှင်ချမ်းမြေ့ဖို့ရန်အတွက်မျိုးလူရှိခဲ့ပါတယ်ဒီနေ့မှာတော့မင်းသားလေးစီသူအဖို့ဖြစ်သူများလေးတို့ကိုလာတော့ဒီဝဲနဲ့သူတော့သားထားခဲ့တယ်ရုပ်တရက်ဒီဝဲကပြန်လာတော့ဘင်းကတစ်ခုကိုမြင်တာနဲ့၄နှစ်ပြစ်လိုက်ပါတယ် မင်းသားလေးနဲ့ဒီဝရတော့ဟာဘင်းကကိုကောက်ယူဖို့ရင်ပြေးတတ်ဖြစ်ကြပါလေ။ဣဒ္ဓတကဒီဝရတဲ့အပြင်းမင်းကြီးဘင်းငယ်စီကိုအရင်ရောက်သွားပြီးတွေ့ရှိခဲ့ပါလေ။ဘင်းငယ်ဟာအသက်ရှင်စေတွေ့ရှိရတဲ့ဖြစ်အားတင်သွားခဲ့ပါလေ။ဣဒ္ဓတဒီအောက်မှန်တွင်ထိရတော့မြတ်ကိုကျင့်တော်ဆက်ထုတ်လိုက်ပါလေ။ဣဒ္ဓတဒီတည်ရမရရှိတော့ အေးအရေးလေးနေဘင်းကမှထွက်နေတော့သွေးမြောက်ကိုတိတ်သားစေရန်ပြီးလက်ဒီဘဝလေးကိုပြေးခဲ့ပါတယ်ပင်ကန်းကိုကောက်ယူဖို့ရင်ဒေဝဲရောက်လာတော့အခါမင်းသားလေးသိသက်သာပြီးညင်ပင်ကန်းကိုဒေဝဲကပေးညင်ပေးဖို့ရင်ညင်ဖို့လိုက်ပါတယ်ဒေဝဲဟာအလုံးစိစိုးတော့စိစိုးတော့ဆက်ပြီးရောက်လာတော့အခါတိတက်ကြသည်ပင်ကန်းကိုဒေဝဲနဲ့ဝေးရလို့ထားလိုက်ပါတယ်ငါပင်ကန်းကိုပေးအဲ့ဒါငါပြစ်လိုက်တာလို့ဒေဝဲကပြောခဲ့ပါတယ်မပေးနိုင်ဘူးပင်ကန်းကိုတိတက်မပေးဘူး ဘင်းကအောင်မင်းသက်ပြီဆိုလေအဲ့ဒါမင်းဟာဖြစ်တယ်ဒါပေမဲ့အခုတော့နာကျင်ရောကဖြစ်ပြီးတော့အသက်ရှင်နေရဲ့သက်ရှိနေသေးတယ်ဒါကြောင့်ငါပိုင်တော့ဘာလို့လဲဆိုတော့ငါကသူ့ရဲ့တိတူကယ်ဆယ်လိုက်လို့ဟုတ်တဲ့တက်တာကပြောခဲ့ပါတယ်ဒီဝရက်ဟာအခုဒီတိုင်လက်ကန်သဘောပြုပြီးခဲ့ပါထို့နောက်ငါတို့ပညာရှိတွေစီရင်ထားတဲ့တရားရုံတော်ကိုသွားကြပြီးဒီဘင်းကောင်ကိုဘုသူပိုင်လဲဘုသူပိုင်တယ်ဆိုတာမင်းမှန်းကြအောင်ဟုတ်တဲ့တက်တာအကြံပြုခဲ့ပါတယ် တည်ဝဲခါသဘောတူခဲ့ပြီးတော့သူတို့နှစ်ယောက်ဒီပညာရှိများရှိရာတရားရုံးတော်သို့တွားရောက်ခဲ့ကြပြီး၎င်းတို့ဤပညာတက္ကနာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်အသက်ရှင်နေစေဖြစ်လေရေပန်းငန်း၏အသက်ကိုကယ်ဆယ်ခဲ့တဲ့သူကပါဆိုင်ခွင့်ရှိပြီးတော့အသက်မရှင်တော့ဘူးဆိုလေရေပန်းငန်းကိုပြည့်စက်ခဲ့တဲ့သူကပါဆိုင်ပြီးယခုဒိန်ရဒိန်ရသာရရှိထားသောဘင်းငန်းကိုဧရဒတာပါဆိုင်ပြီးပညာရှိများပြောကြားခဲ့ပါတယ်။ဟုတ်ကဲ့